အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Football Review Channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ဘောလုံးအင်္ဂစားကို Chicken မြင်လို့ကြပြီးတော့ Gambling Mind ကိုနည်းနည်းစိတ်ဝင်စားကြတဲ့ညီကိုတွေအတွက်အရှုံးများနေတဲ့ညီကိုတွေအတွက်လည်းဘောလုံးလောင်းမယ်ဆိုလို့ရှင်ရင်အနိုင်ရဖို့များတဲ့နီလန်လေး၁၀ခုအကြောင်းကိုကျွန်တော်နေနဲ့ဝေမြတ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားကြောင့်မို့လို့ ကမ်လင်းကိုနည်းနည်းစိတ်ဝင်စားရတဲ့ညီကိုတွေနည်းနည်းအဆုံးထိကြည့်ပြကြဖို့လို့မြစ်တရခံပါတယ်ကျွန်တော်တို့ဟာဘလုံးမွေးကြည့်ရင်လည်းကြည့်လို့ရှိရင် ကိုလောင်းထားတဲ့အသင်းဆိုလို့ရှိရင် ပို့ပြီးတော့စိတ်အားတက်ကြွစွာအားပေးတဲ့ကြတာကိုသိသိကြမှာပါဒီနေရာမှာလည်းကျွန်တော်တို့နေနေကိုယ့်ရဲ့အကျိုးစီးပွားလုံးဝကိုမထိခိုက်အောင်လို့လောင်းပုံလောင်းနည်းလေး၁၀မျိုးကျောင်းကိုကျွန်တော်နေနေဒီနေ့ချင်းကြီးကိုတွေကိုပြန်ပြီး sharing လေးလုပ်ပေးသွားမှာပဲဖြစ်ပါတယ် နံပါတ်1စီမင်းကတော့တံပူးကြီးများများရတဲ့အသင်းကိုပဲလောင်းပါအဲ့ဒါလေးကဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ဒီတသိန်းကိုလောင်းမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ကဥမာတစ်ထောင်လောင်းနေဆိုလို့ရှိရင်အစများများရမယ်အသိန်းမျိုးကိုပဲလောင်းပါလို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့လိုမျိုးဟာကဘယ်လိုလဲဆိုလို့ရှိရင်အသိန်းကြီးနဲ့အသိန်းငယ်နဲ့တွေ့တဲ့အခါမျိုးမှာဥမာအသိန်းငယ်ကနိုင်မယ်ဆိုလို့ရှိရင်အစ 1000 2000 5000အဲ့လိုမျိုးရတတ်တာမျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်ကျွန်တော်တို့ Leicester Premier League ဖလာရတဲ့နှစ်တုန်းကဆိုလို့ရှိရင် Leicester ကို9000စာတဆဆိုပြီးတော့ Bookie တွေကနေခြေဖွင့်လစ်တာကိုအကောင်လုံးမှတ်မိနေကြအောင်ပါပါအဲ့နှစ်မှာတကယ်လဲ Leicester က Premier League ဖလာရရသွားတဲ့အတွက်ကြောင့်မို့လို့ Leicester ဘက်ကလောင်းထားတဲ့သူက ူတထောင်လောင်းထိုင်ရင်အစာပေါင်း9000တီတီကိုရမှာပဲဖြစ်ပါတယ်။အားကြောင့်မလို့နံပါတ်1စီကံလေးကတော့ကိုကိုအစာများများပေးမဲ့အသင်းကိုလောင်းဖို့လို့အကြံပြုပါတယ်။နံပါတ်2နီလန်လေးကတော့ be prepare to learn လို့ခေါ်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ဘောလုံးပွဲတွေမှာဆိုလို့ရှိရင်နာမည်ကြီးတဲ့လိင်၅လေးရှိပါတယ်။ Premier League, Bundesliga, Italy Serie A အပြင်းတက်လို့ပဲဖြစ်ပါတယ်အဲ့ဒီလီတွေရဲ့အကြောင်းကိုကိုကဘယ်မှာဘယ်လာပိုင်းပေးရဲဆိုလို့ရှိရင်ဘယ်လီတွေစပြီဆိုတာမျိုးကိုကိုအနေနဲ့ကြိုတင်သိရှိအောင်မို့လို့လေ့လာထားဖို့လို့လိုပါတယ်ဒါမှသာအဲ့ဒီအသင်းတွေရဲ့အခြေအနေကိုကိုကသိရပြီးတော့ဗတ်တင်ကို ကောင်းကောင်းလေးစော့နိုင်မှာပဲဖြစ်ပါတယ်နံပါတ်1စီမင်းကတော့ခုနကလိတွေဖြစ်တဲ့ပရီးမီးယားလိလာလီဂါ စီရီအဂျာမန်ဘူတလီကပြင်သစ်လီအဲ့အဲ့ရက်တွေကိုသူတို့ပဲလာပိုင်းတော့ဆိုလို့ရှိရင် ပွဲတွေစကန်ပြီဆိုတာကိုလေးလာပြီးတဲ့အခါမှာဆိုရင်တော့သူတို့ပွဲတွေစကန်တာနဲ့ဥမာကိုကကိုကကိုတိတဲ့လီကိုပဲလောင်းမှာနံပါတ်3စီမြင်ရတော့ကိုတိတဲ့ကိုကျွမ်းကျင်တဲ့လီကိုပဲလောင်းမှာကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ပရီးမီးယားလီကိုပဲအဓိကအားပေးကြတာပဲများပါတယ်အားကြောင့်မလို့ကိုတိတဲ့လီရဲ့ ိုကျွမ်းကျင်တဲ့အသင်အသင်အကြောင်းရေကိုပဲလောင်းပါလို့နံပါတ်3စီးမြင့်နေနဲ့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။နံပါတ်4နီလန်လေးကတော့ဘတ်တမာကယူနိုလို့ခေါ်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ဗမာလို့ပြန်မယ်ဆိုရင်တော့ကိုတိတဲ့ဈေးကွက်ကိုပဲကိုလောင်းပါဥမာပရီးမီးယားလိဈေးကွက်ဆိုလို့ရှိရင်လည်းဥမာမန်ယူကဘုံမောက်ကိုဘလောက်ပေါက်တယ်။ဥမာ ကိုကလာလီဂါဘိုင်းကိုကျွမ်းကျင်နေဆိုလို့ရှိရင်လည်းရီယယ်မက်ဒရစ်က ဆိုစီတက်ကိုဘလောက်ပေါက်တယ်အဲ့လိုမျိုးဂျာမန်မှာဆိုလဲဘိုင်ယန်ကတခြားတင်ကိုဘလောက်ပေါက်တယ်အဓိကက ပရီးမီးယားလိဈေးကွက်လာလီဂါဈေးကွက်အီတလီစီရီအေဈေးကွက်အဲချန်ပီယံရှစ်ဈေးကွက်အဲ့ဒီဈေးကွက်တွေတဲမှာကိုအကျွမ်းကျင်ဆုံးဖြစ်တဲ့ဈေးကွက်ကိုပဲလောင်းပါလို့နံပါတ်၄ စီမင်းနေနဲ့အကြံပြုကြပါလေ။နံပါတ်5နီလန်လေးကတော့ apply the sound management လို့ခေါ်ပါတယ်။အဓိကတော့ကတော့ကိုယ့်အိတ်ထဲမှာရှိတဲ့ငွေရဲ့အတန်ကိုကြည့်ပြီးတော့နားထောင်မှအဲဆော့ပါလောင်းပါတဲ့။အဲ့ဒါဘာပြောလဲဆိုရင်ဥမာကိုယ်မှာပတ်စံ5000ရှိတယ်ဆိုလို့ရှိရင်5000လုံးမလောင်းမဲနဲ့ကိုယ့်ဘာကိုချင်းချိန်ပြီးလောင်းဖို့လိုပါ။ဥမာကိုယ်က5000ရှိတာကိုတသိန်းဘူးနှသိန်းဘူးလောင်းလိုက်မယ်ဆိုလို့ရှိရင်ကိုယ်အနေနဲ့တခြားနောက်ဆက်တွေဒုက္ခတွေစိတ်ဖြစ်ကြည့်မှုတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့နံပါတ်5စီမင်းလေးရတော့ကို့မှာ ရှိသလောက်ပဲကို့ဧကထဲမှာရှိသလောက်ငွေကိုပဲလောင်းပါလို့အကြံပြုထားတာပဲဖြစ်ပါတယ်။နံပါတ်6စီမင်းလေးကတော့ကို့လောင်းထားတဲ့အသင်းလေးငွေကြီးတွေရေစရင်ကိုမှတ်တမ်းလေးပြုစုထားပါပဲဖြစ်ပါတယ်။အဲ့ဒါကဘာလို့လဲဆိုတော့ကျွန်တော်တို့ကို့ ရဲ့ limit ကိုကို ကိုထိန်းနိုင်အောင်လို့ပဲဖြစ်ပါတယ်။ဒါမှလည်းကိုကဥမာကိုဥမာဒီတလားဥမာကိုဒီဘလုံးမွေးစော့ထားတာဥမာ2သိန်းရှိသွားပြီ3သိန်းရှိသွားပြီကိုရဲ့အင်ခန်းကတလားလုံးမှာဥမာ5သိန်း6သိန်းရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါမှကိုရဲ့ငွေအဝင်ထွက်ကိုကိုကကောင်းကောင်းစီမံနိုင်မှာပဲဖြစ်ပါတယ်အဲကြောင့်နံပါတ်6စီမံလေးကတော့ကိုလောင်းထားတဲ့စည်ရင်းလေးတွေကို ်ငွေကြေးစင်လေးတွေကိုမှတ်သားထားပါပဲဖြစ်ပါတယ်။နံပါတ်9စီမင်းလေးကတော့ဥပမာပရီးမီးယားလိဂ်ရဲ့ဥမာမန်ယူတင်းမှာဆိုလို့ရှိရင်ခြေစွမ်းကဘလို့ရှိတယ်၊ရလက်ပိုင်းကဘလို့ရှိတယ်၊ကသာသမားခြေနေတွေကဘလို့ရှိတယ်။အဲ့လိုမျိုးကိုအားပေးတဲ့လိရဲ့ကိုအားပေးတဲ့အသင်းတွေရဲ့ကိုလောင်းနေတဲ့လိတွေအသင်းတွေကစားသမားတွေရဲ့တကယ်ပေါ်ဖော်မန့်အစစ်အမှန်ကိုခြေသွမ်းအစစ်အမှန်ကို ကိုအနေနဲ့စူးစောင်းထားပါပဲဖြစ်ပါတယ်။ဒါမှလေကိုကသူတို့အနေနဲ့ဒီပွဲမှာဘသူပါနိုင်မယ်မပါနိုင်ဘူးခြေစမ်းကဘလူဘလူရှိတယ်ဆိုတာကိုကိုအနေနဲ့ကောင်းကောင်းသုံးသပ်နိုင်ပြီးတော့ကောင်းကောင်းစော့နိုင်မှာပဲဖြစ်ပါတယ်။အဲဒါကြောင့်မလို့နံပါတ်9စီမင်းလေးကတော့ကိုစော့နေတဲ့လိတွေရဲ့အတင်းတွေရဲ့ကစားသမားတွေရဲ့တကယ်ဆွမ်းဆောင်ရည်ကိုမှတ်တမ်းတွေကိုစူးစီးထားပါပဲဖြစ်ပါတယ်။ နံပါတ်၈စီမင်းလေးကတော့ဥပမာဘယ်လိတွေမှာဆိုလို့ရှိရင်ဘယ်တဲ့ကကြေးအောင်ဆုံးဖြစ်နေလဲကြေးအကြဆုံးဖြစ်နေတယ်လဲဆိုတာကိုလေ့လာဖို့ပဲဖြစ်ပါတယ်ဒါမှမှဒါမှသာကိုကသူ့ကိုကိုကလက်ကောင်ဖြစ်နေစောနိုင်မှာပဲဖြစ်ပါတယ်ဥပမာပြပြောမယ်ဆိုရင်ကျွန်တော်တို့ဂျာမန်လေးပါကုစင်အတင်းဆိုလို့ရှိရင်ကြေးအရန်အောင်အဲကြေးအောင်မှုပါဆန်မှာဆိုလို့ရှိရင်90%လောက်ထိကို ူကအောင်းတဲ့အတင်းမျိုးဖြစ်ပြီးတော့ဥမာခြေအကြုံအတင်းဆိုနေဥပမာဥမာအတင်းအတင်းတစ်ခုခုပေါ့နော်အဲ့လိုမျိုးခြေအောင်းဆုံးနေခြေအကြုံအတင်းတွေကဘယ်လိတွေမှာဘယ်အတင်းတွေဖြစ်နေလဲဆိုတာကို လေ့လာလေ့လာလေ့လာပြီးတော့မတန်းလေးပြုထားဖို့ပဲဖြစ်ပါတယ် နံပါတ်6စီမင်းကတော့ဘောလုံးအားကစားမှာဘောလုံးပတ်တင်မှာဘောလုံးကမ်ပလင်မှာတကယ်ကိုကြီးရောရလက်တီရောကောင်းတဲ့ကျွမ်းကျင်တဲ့ expert တွေကျွမ်းကျင်တဲ့ပေါ့နော်သူတို့ရဲ့လမ်းညွှန်ချက်တွေကိုကိုကလိုက်နာဖို့ပဲဖြစ်ပါတယ်တကယ်တကယ်ကျွမ်းကျင်တဲ့ expert ဟို tips တာပေါ့လို့ခေါ်တာပေါ့เนาะ tip ပေးတဲ့သူတွေဆိုလို့ရှိရင်သူတို့အနေနဲ့အသင်းဆွဲကင်းနေခြေစွမ်းကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်နေဟတ်တူရဲ့အခြေအနေတွေပေါက်ကျေးနေထားရကတိုင်းငါဒီရကိုဘယ်ဘက်ကရှေးခေါ်ထားလဲဆိုတာမျိုးတွေကိုသူတို့အနေနဲ့ခံမှန်းတွက်ချက်နိုင်တာမဟုတ်လို့တကယ်ကျွမ်းကျင်တဲ့ football tipster expert တွေရဲ့လမ်းညွှန်ချက်တွေကို လိုက်နာပါပဲဖြစ်ပါတယ်နံပါတ်10နီလန်လီကတော့ ကိုယ်အနေနဲ့အတင်းဆွဲထားပြီးတော့ဇာတို့တွေမစောဖို့လို့မလောင်ဖို့လို့ပဲဖြစ်ပါတယ်အဲ့ဒါကဟုတ်ပါတယ်အဲ့ဒါကဘာလို့လဲဆိုတော့ကျွန်တော်အတီတယောက်ဆိုလဲဥမာသူဆိုမန်ယူမန်ယူဖန်လုံးဝအကြီးစားဖြစ်ပြီးဒီတပွဲရှုံနောက်တပွဲနိုင်မယ်နောက်တပွဲမနိုင်မယ်လာရင်လည်းဥမာတိန်ကိုအများကြီးရှုံမှုတာကိုကျွန်တော်တွေ့ဘူးလို့ပဲဖြစ်ပါတယ်အဓိကကကျွန်တော်တို့ gambling ဆော့တယ် betting ဆော့တယ်ဆိုတာကကိုကအဲ ဒါကဟိုထိုက်တင်တဲ့အကျိုးမြတ်ရရှိဖို့ပဲဖြစ်ပါတယ်ကိုတင်ဟိုအားပေးတာတော့အားပေးပါဒါပေမဲ့ဟိုငွေကြီးရရာကိုကိုကိုပွားပြအောင်ထီဟိုမဆော့ဖို့လို့လည်းကျွန်တော်နေနေအကြံပြုပါတယ်ဘာလဲဆိုတော့လောင်ကုန်းသားဆိုတော့မကောင်းမှန်းသိပေမဲ့လေကျွန်တော်တို့အနေနဲ့ကတော့အနေချင်းဝါဒနာရှင်အနေနဲ့ကတော့အနေများဆော့ကြတဲ့သူ များလို့ပဲဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော် ဘောလုံးမွေးမှာအနိုင်ရဖို့နီလန်၄၀ခုကိုမျှဝေပေးထားတာပဲဖြစ်ပါတယ်။ကျွန်တော်မျှဝေပေးထားတဲ့နီးစနစ်လေးတွေကိုအခုကြည့်နေတဲ့ချင်းကြီးကိုတို့သဘောကျနှစ်ချိုက်တယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးသွားကြဖို့လို့မေတ္တာရက်ခံပါတယ်။ကျွန်တော်အနေနဲ့နောက်နောက်နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးလောင်းမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုး tip လေးတွေ ီဒီယိုလေးတွေတင်ပေးအောင်မှာမလို့လေခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားဖို့လို့အားလုံးကိုတောင်းဆိုချင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်မလို့လေချစ်ညီကိုများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ